နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလှိုက်လဲစွာကြိုဆိုပါရစေ။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။အော်ဒူဘာလာ၂၂ရက်ဗုဒ္ဓဟူးနေ့ ဟေပြဲဩဝါဒစာအခန်းကြီး2အခန်းငယ်9မှ35အထိသူကိုကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်တော်မူပြီးသူ၏ကောင်းကိုဘုံအစီနှင့်ပတ်ရတော်မူပြီးພັນစင်းတော်မူသောအရာများကိုအုပ်ဆိုးစေ၍ခတ်သိမ်းသောအရာတို့ကိုသူ၏ခြေအောက်၌ချထားတော်မူပြီးဟု သက်သေခံသည်ခတ်သိမ်းသောအရာတို့ကိုချထားတော်မူ၏ဟုဆိုသော မချမထားပဲကြံရစ်သောအရာတစုံတစ်ခုမျှမရှိရ။ယခုမူကားခတ်သိမ်းသောအရာတို့သည်ချထားလျက်ရှိသည်ကိုငါတို့မမြင်ရကြသည်။ယေရှုသည်ဖျားသခင်ဂျေဇုတော်အဖင့်လူအပေါင်းတို့အတွက်ကြောင့်အသေးခံရသောအခွင့်ရှိစေခြင်းဟာကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ်ပြီးမှအသေးခံရသောကြောင့်ကောင်းတော်၌ဘုံအစီပတ်ရလျက်ရှိသည်ကိုငါတို့မြင်ကြ၏။ အကြောင်းမူကားများစွာသောသားတို့ကိုကယ်တင်၍ဘုံစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်သည်ဒုက္ခဝေဒနာအပြင်စုံလင်ခြင်းသို့ရောက်ရမည်အကြောင်းခတ်သိမ်းသောအရာတို့ကိုဖန်ဆင်း၍အုပ်ဆိုးတော်မူသောဖျားသည်စီရင်တော်မူအပ်၏။တန်ရှင်းစေတတ်သောသူနှင့်တန်ရှင်းစေအပ်သောသူများတို့သည်တပါးဒီသောပဂတိရှိကြ၏။ထိုကြောင့်တန်ရှင်းစေတတ်သောသူသည် တန့်ရှင်းစေအပ်သောသူတို့ကိုညီအကိုဟု၍ခေါ်ခြင်းငှာရှက်ကြောက်တော်မူမူထို့သောခေါ်သောအချက်ဟုမူကားတည်င်းတော်ကိုအကျွန်ုပ်ညီအကိုတို့အားအကျွန်ုပ်ကြားပြောပါမည်ပရိသတ်အလယ်မှကိုတော်ကိုချီးမွမ်း၍သချင်းဆိုပါမည်ဟုလာသည်တချက်ကငါသည်ဖျားသခင်ကိုကိုးစားမည်ဟုလာသည်တဖန်ကငါမှဆ၍ ငါအားဖျားသခင်ပေးတော်မူသော သူငယ်တို့သည်ရှိကြ၏ဟု လာတည်းထိုသူငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်ခရစ်တော်သည် အသေးခံတော်မူသောအားဖြင့်သေခြင်းတရားကိုအစိုးရသောသူတည်းဟုသော မာနဤတကိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာ၎င်းသေဘေးကိုကြောက်၍တသက်လုံးကြုံခံရသော သူတို့ကိုကယ်လွတ်ခြင်းငှာ၎င်းထိုသူတို့၏နေတူ အသွေးအသားကို ဆောင်ယူတော်မူ၏ တော်သည်အသေးခံတော်မူသောအဖြစ်တေခြင်းတရားကိုအစိုးရသောသူတည်းဟုသောမာနဤတကူကိုချိုးဖဲ့ဖြစ်စီခြင်းကထိုသူငယ်တို့၏နေသူသွေးသားကိုဆောင်ယူတော်မူ၏။ဟေဘေဩဝါဒစာအခန်းကြီး1ခန်းငယ်34ဖျားသခင်နားလေသည်ဂျွန်ကိုနစ်ဤမထင်မရှားဝေဒနာများ၏အပြီးတန်စာအုပ်တွင် စကလုံးအသက်စုစည်းမှုများစွာကိုဖော်ပြထားသည်။ စကလုံးတစ်လုံးချင်းစီသည်ရခင်ကကျွန်ုပ်တို့စကလုံးဖြင့်ပေါ်ပြ၍မရနိုင်အောင် ရှုပ်ထွေးလာသည့်ခန်းစားချက်များကိုတီထွင်အမိပေးထားသည့်စကလုံးများဖြစ်သည်ထိုစာအုပ်တွင် debut အမတ်တရတစ်ခုဖြစ်လာမည်အခိုက်အတန့်ကိုသတိပြုမိခြင်း onism တချိန်တည်းတနေရာတည်းသာရှိသောခန္ဓာတစ်ခု၌မလှုပ်နိုင်အောင်စိတ်ရှုပ်ထွေးမှု၌ပိတ်မိခြင်းစသည့်စကလုံးတို့ပါဝင်သည် ခိုးနေရွယ်ချက်မှာလူသားတို့ဤပြိုင်ဆန်ရှာထူးဆန်းသောအတွေ့အကြုံအလုံးကိုမိမောင်းထိုးဖော်ပြရန်ဖြစ်ပြီးဤသို့ဖြင့်ထိုအတွေ့အကြုံများတဲ့တွင်ငါတယောက်တည်းဟုသော အထူးချက်ခံစားချက်ကို ရော့ပါစေနိုင်ရန်ဖြစ်သည်ဟု သူကဆိုသည်မိမိရင်ဆိုင်ဖြတ်တန်းခဲ့ရသော အရာများအတွက်အစဉ်အမြဲစကလုံးရှာမရဖြစ်စင်မှာပင်အခြေအနေမျိုးစုံခံစားချက်မျိုးစုံနှင့် လူသား၏ဖြစ်တည်မှုကိုဖျားသခင်သည်တမိုးထားပြီးနားလေကြောင်းသိရခြင်းက သခင်ယေရှုကိုယုံကြည်သူတို့အတွက်ကြီးစွာသောတသက်အရာဖြစ်သည်။သူဖန်ဆင်းထားသောအရာများကိုဂရုပြုစောင့်ထင်းရန် လူသားကိုရွေးချယ်တောင်းဝန်ပေးသည့်အထိလူကိုဖျားရှင်အလွန်တမိုးထားသည်။လူဖြစ်အသက်ရှင်ရခြင်းကမြည်သောဖြစ်သည်ကို သခင်ယေရှုအားဖြင့်ဖျားသခင်အပြည့်အဝနားလေသည်။ခရစ်တော်သည် လူစားတီအပြည့်ရှိသည့်ဖျားဖြစ်သည်။ ၎င်းမှာယုံကြည်သူများသည်သခင်ယေရှု၏ညီအကိုအဖြစ်အခေါ်ခံရသည့်အတိတ်ပဲဖြစ်သည်သခင်ခရစ်တော်သည်ကျွန်ုပ်တို့ခံစားရသည့်အတွေ့အကြုံများနှင့်စုံစမ်းနောက်ရှက်ခြင်းအလုံးကို နားလည်သည်သာမကကျွန်ုပ်တို့၏အသက်တာကိုလွှမ်းမိုးသည့်မာနဤတကူကို ချိုးဖျက်ခဲ့သည် ကိုရောအားဖြင့်ခံစားတွေ့ကြုံရသည့်အမှုအရာများကြောင့်ကြောက်ရွံ့မှုသို့မဟုတ်အထီးကျန်မှုဖြစ်เสียရမလိုအပ်ပါ ထိုအစားလူသားဖြစ်ရခြင်းဆုလက်ကို ကျွန်ုပ်တို့ဝမ်းမြောက်ခံစားနိုင်သည်တခါတည်းရင်စကလုံးဖြစ်မဖို့ပြနိုင်သောမြည်သည့်အတွေ့အကြုံများကိုကြုံရသည်နီသင်ခံစားတွေ့ကြုံရသည်များကိုဖျားရှင်နားလည်ပြီးတမိုးထားကြောင်းသိရခြင်းကမြည်သို့ခွန်အားရှိစေသည်နီ ချစ်တော်ဘုရားသခင်လူသားများကိုတန်မိုးထားပြီးကျွန်ုပ်ကြုံတွေ့ရသည့်အာနုံကို စာနာနားလေသောကြောင့်ယေရှုတင်ပါ၏သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။